ယူကရိန်းမှာနေတိုးတပ်ဖွဲ့တွေရောက်ရှိလာတာဟာလက်ခံနိုင်ကြမရှိဘူးလို့ရုရှားနိုင်ငံသားရဲ့ဝန်ကြီးစာဂေးလာဖရော့ကချိန်ချောက်လိုက်ပါတယ်။အဲ့ဒါဟာအမေရိကန်ကိုယ်စားလှယ်အဖွဲ့ကဆော်ဒီအာရေဗျမှာရုရှားနဲ့တွေ့ဆုံပြီးနောက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။သူ့ရဲ့သတိပေးချက်ကတော့ရှင်းရှင်းလင်းလင်းပါပဲ။နေတိုးကယူကရိန်းစစ်မှာတိုက်ရိုက်ပါဝင်လာရင်ရင်းရဲရေးဟာပြတ်သားသွားပါလိမ့်မယ်ဆိုတဲ့သဘောပါ။ဒါပေမဲ့ပြစ်တင်ကတော့နောက်ဆုံးမဲ့ပုံမပေါ်ပါဘူး။အဲ့ဒီအစားပူတင်ကြောက်ဆုံးရာကိုလှုပ်ဆောင်နေပါတယ်။အဲ့ဒါကတော့ Eurofighter တိုင်ဖုန်တိုက်လေယာဉ်တွေကိုတိုက်ပွဲတွေတိုက်ရိုက်ဆင်လွှတ်တာပါပဲ။ ဒါဟာပါမန်အကူအညီတစ်ခုတော့မဟုတ်ပါဘူး။ဒါတွေဟာထိတ်တန်းနေတိုးစစ်လျင်တွေဖြစ်ပြီးအရှိန်ဟုန်မြင့်မြင့်မမနဲ့ကောင်းငင်ရံကိုလွှမ်းမိုးဖို့တိစောက်ထားတာပါ။အဲ့ဒီစီစဉ်အောင်မြင်ခဲ့ရင်ယူကရိန်းမှာနောက်နိုင်ငံတွေရဲ့တိုက်ရိုက်စစ်ရေးဝင်ရောက်ဆက်ဖက်မှုတွေဖြစ်လာပါလိမ့်မယ်။မော်စကိုဟာတုန်လှုပ်နေပြီးဝါရှင်တန်ဟာလည်းအံ့အားသင့်နေပါရယ်။အခုချိန်မှာတော့ယူကရိန်းစစ်မြေပြင်ဟာဘယ်သူမှမထင်မှတ်ထားတဲ့ပုံစံနဲ့ပြောင်းလဲတော့မှာဖြစ်ပါရယ်။ဒါဆိုပြည်တိုင်ကဘာလို့ဖို့ကိုအတိအကျစီစဉ်နေရလဲ။ဒီတိုက်လေရင်တွေကစစ်ပွဲကိုဘယ်လိုပြောင်းလဲပြင်ပါလဲ။ ပြီးတော့ဒါဟာနေတိုးရဲ့ဝှက်ထားတဲ့လက်သေးတွေကိုထုတ်ပြတဲ့အချိန်များလား။ကဲဒီအကြောင်းကိုစိတ်ဝင်စားရတဲ့ဆိုရင်ကျွန်တော်နဲ့အတူလေ့လာကြည့်ကြရအောင်။ပြည်တင်ရဲ့ view ဟာအသစ် February 16ရက်နေ့မှာ The Times သတင်းဌာနဟာ Lavrov ရဲ့မှတ်ချက်တွေနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်ခဲ့ပါတယ်။ရုရှားကယူကရိန်းမြေပေါ်မှာနေတိုးနဲ့ဆက်နွယ်တဲ့တပ်ဖွဲ့တွေကိုခွင့်ပြုမှာမဟုတ်ဘူးလို့သူကပြောခဲ့ပါတယ်။အဲဒီမှတ်ချက်တွေဟာ Trump နဲ့ Putin တို့ယူကရိန်းစစ်ပွဲကိုဘယ်လိုအဆုံးသတ်မလဲဆိုတာနဲ့ပတ်သက်ပြီး၄နိုင်ကြော်ကြာဆွေးနွေးပြီးတဲ့နောက်မှာထွက်ပေါ်လာတာပါ။ အဲ့ဒီဆိုရင်ဘက်မှာဥရောပနိုင်ငံတွေတင်တာမကပါဘူး။ကာယကံရှင်ဖြစ်တဲ့ယူကရိန်းကိုယ်တိုင်တောင်ပါဝင်နေခြင်းမရှိပါဘူး။ထရမ့်ကတော့အမေရိကန်ကသာလုံနိုင်တယ်ဆိုတာမျိုးကိုပြချင်နေပုံရပါတယ်။အမေရိကန်ကပူတင်နဲ့ငြိမ်းချမ်းရေးကိုညှိနှိုင်းနိုင်တယ်လို့သူကပြောချင်ပုံရပါတယ်။ဒါကြောင့်ဘသူ့ကိုမှဆွေးနွေးပွဲမှာဖိတ်ကြားခဲ့ခြင်းမရှိတာပါ။ဒီတိန်ကတော့အဲ့ဒီအရာတွေကိုတမျိုးလေးကိုကိုပြေပြေရှုမြင်နေပါတယ်။ The Times သတင်းဌာနကဒီတိန်ပြပမှာတာဝန်ထမ်းဆောင်နေတဲ့စစ်ဘက်သတင်းရင်းမြစ်တအူးရဲ့ပြောကြားချက်ကိုကိုးကားပြီးပြောရရင် ်ထရန့်နဲ့ပူတင်တို့ရဲ့ဆွေးနွေးပွဲတွေဟာပထမအဆင့်မှာပဲရှိသေးတယ်လို့သိရတယ်။ရုရှားကသူ့ရဲ့ရည်ရည်ချက်ကိုမျှဝေခဲ့ပြီးအခုချိန်မှာနောက်ထပ်ညှိနှိုင်းဖို့အချိန်တန်ပါပြီ။တချိန်တည်းမှာပဲဂျီတိန်ကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစတင်မှုအကြံပြုချက်တွေထွက်ပေါ်လာကြတဲ့ကယူကရိန်းတောင်းဆိုခဲ့တဲ့အရာတစ်ခုကိုပံ့ပိုးဖို့ပြင်ဆင်နေပါတယ်။အဲ့ဒါကတော့လုံခြုံရေးအာမခံချက်တွေပါ။ပူတင်ကဥရောပနိုင်ငံတွေအနေနဲ့သူတို့ရဲ့တပ်ဖွဲ့တွေယူကရိန်းနဲ့ကိုဆေလွှတ်တာမျိုးကိုအပြင်းထန်ကန့်ကွက်နေပါတယ်။ဒါကြောင့်ဂျီတိန်ကနောက်ထပ်အကြံဉာဏ်တစ်ခုကိုတင်ပြခဲ့ပါတယ်။မြေပြင်ပေါ်မှာတပ်ဖွဲ့တွေမဆေလွှတ်နိုင်ရင် ယူကရိန်းရဲ့ကောင်းကင်ကိုစောင့်ကြည့်မယ်ဆိုတာမျိုးပေါ့အကြီးအကဲပြည်ထိုင်အစိုးရတရင်ရင်းမြစ်တကူကဒါဟာလေကြောင်းဆိုင်ရာရဲတပ်ဖွဲ့တာဝန်ဖြစ်ပြီးပြည်ထိုင်ကယူကရိန်းကောင်းကင်ကိုစောင့်ကြည့်ဖို့အတွက်သူ့ရဲ့တိုက်လေယာဉ်အများပြားကိုဆေလွတ်တာဖြစ်မယ်လို့ဆိုပါတယ်အဲ့ဒီတိုက်လေယာဉ်တွေဟာ Eurofighter Typhoon တွေဖြစ်ပြီးငိမ့်ငိမ့်ရဲ့သဘောတူညီချက်ပြတ်ပြားသွားပြီးရဲ့နောက်ရုရှားရဲ့တိုက်ခိုက်မှုအတွက်အငြင်းတန်းသတိရှိနေဖို့အတွက်ဒါဇင်ပေါင်းများစွာလိုအပ်ပါလိမ့်မယ်အဲ့ဒီလေရင်တွေကောင်းငယ်ရံမှာရှိနေတာဟာပူရော့ပရဲ့တင်းငယ်တဲ့ငိမ့်ငယ်ရေးထိမ့်သိမ်းရေးတပ်ဖွဲ့ကိုယူကရိန်းမြေပြင်ပေါ်ဆေလွှတ်ထားတာလို့လည်းဆိုနိုင်ပါတယ် ဒီအစည်းအဝေးကိုရောပူတင်အနေနဲ့လက်ခံနိုင်မှာမလားအနာဂတ်တိုင်းသတင်းရင်းမြစ်ကလည်းပြည်ထောင်နိုင်ငံဟာပူတင်ရဲ့တပ်ဖွဲ့တွေကိုစောင့်ကြည့်ဖို့အစိမ့်မြစ်စောင့်ကြည့်ရင်းနည်းပညာကိုအသုံးပြုနိုင်တယ်လို့အရေးမွတ်ဖော်ပြလာပါတယ်ရုရှားကတိုက်ခိုက်လိုက်ရင်အဲ့ဒီနည်းပညာကကဘာကိုအသိပေးပါလိမ့်မယ်ဒါပေမဲ့ဒီစောင့်ကြည့်ရင်းနည်းပညာကဗြိတိရှားတပ်ဖွဲ့တွေနေရာကိုအစားထိုးနိုင်မလားဒါမှမဟုတ်ပူတင်ကိုထိန်းချုပ်ဖို့ကူညီပေးမလားဆိုတာမသိရသေးပါဘူးဘယ်လိုပဲဖြစ်ဖြစ်ရလဒ်ကတော့အတူတူပါပဲဒီနိုင်ငံကယူကရိန်းမှာ NATO နိုင်ငံရေးတပ်ဖွဲ့ဘယ်တော့မှမရှိသေးရဘူးဆိုတော့ လာဖရော့ရဲ့ပြောဆိုချက်တွေကိုလစ်လျူရှုပြီးအမေရိကန်ကိုအံ့အားသင့်စေခဲ့ပါတယ်။ထရန့်ရဲ့မူလညှိနှိုင်းမှုကလည်းလစ်လျူရှုခံခဲ့ရပြီးပြီးတိန်ကခုဆိုရင်ရုရှားနဲ့အမေရိကန်တို့မမျှော်လင့်ထားတဲ့စစ်စင်ရေးတစ်ခုကိုပြင်ဆင်နေပါပြီ။အဲဒီစစ်စင်ရေးကဘယ်လိုပုံစံဖြစ်မလဲ။ပြီးတိန်ရဲ့ Eurofighter ထားရှိမဲ့စီစဉ်ကအခုမှအစောပိုင်းအဆင့်မှာပဲရှိသေးတာကြောင့်အဖြေအတိအကျမရှိသေးပါဘူး။ဒါပေမဲ့ပြီးတိန်နိုင်ငံကယူကရိန်းရဲ့လေပိုင်နက်ကိုကင်းလှည့်ဖို့ Eurofighter တွေစေလွှတ်နိုင်တဲ့နည်းလမ်းအချို့ရှိပါတယ်။ယူကရိန်းမြေမှာ Eurofighter တွေရဲ့အခမ်းကဏ္ဍ ပထမတစ်ခုကတော့တပ်ဖွဲ့ရဲ့ဒစိမ့်တစ်ပိုင်းအနေနဲ့လှုံ့ဆော်မှုပါ The Financial Times ရဲ့အဆိုအရပြည်တွင်ဟာပြင်သစ်နိုင်ငံနဲ့အတူဒီတပ်ဖွဲ့ကိုဖန်တီးဖို့လှုံ့ဆော်နေပြီးအဲ့ဒီတပ်ဖွဲ့ဟာယူကရိန်းနဲ့ရုရှားတို့ညှိနှိုင်းတဲ့အပြစ်ခတ်ရစဲရေးသဘောတူညီချက်ကိုအနောက်နိုင်ငံတွေကအတီးပြုတ်ဝေတဲ့သဘောမျိုးဖြစ်ပါလိမ့်မယ်အဲ့ဒီတပ်ဖွဲ့ကိုအမေရိကန်ကထောက်ခံပေးမှဖြစ်ပြီးအပြစ်ခတ်ရစဲရေးကိုသဘောတူပြီးနောက်ပူတင်ကရန်လိုမှုတွေမလုပ်အောင်တားဆီးဖို့ရှိနေမှာပါဒီဆိုပြတဲ့ဟာယူကရိန်းကိုစစ်သားအနေနဲ့ဆေလွတ်ဖို့ပြင်သစ်သမ္မတမက်ခရွန်ရဲ့အစိုးပိုင်းအကြံဉာဏ်ကိုအခြေခံထားပါတယ် ဒါပေမဲ့စစ်သားတွေအစားဒီနီလန်ကလေကြောင်းနယ်ပယ်ကိုအဓိကထားမှဖြစ်ပြီးအဲ့ဒီနယ်ပယ်မှာအနောက်နိုင်ငံကရုရှားထက်အားတာချက်ရှိနေပါတယ်။ကိန်းနိုင်ငံရကြည့်ရင်မထင်ရပေမဲ့ Global Firepower GFP ရဲ့အဆိုအရရုရှားစစ်တပ်မှာလေရင်4292စင်းရှိပြီးအဲ့ဒီတဲက833စင်းကတိုက်လေရင်တွေဖြစ်ပါတယ်။ဒီဒိန်နဲ့ပြင်သစ်တို့ပေါင်းလိုက်ရင်လေရင်အင်အားအတော်နည်းပါတယ်။သူတို့နှစ်နိုင်ငံပေါင်းမှလေရင်1680စင်းရှိပြီးတိုက်လေရင်300ကျော်ကိုပဲထိမ့်သိမ်းထားနိုင်ပါတယ်။ ကိန်းကနရကြည့်ရင်ရုရှားကအသာစီးရတာရှင်းပါတယ်။ဒါပေမဲ့ယူကရိန်းစစ်ပွဲအတွင်းရုရှားလီဒါဟာစာရွက်ပေါ်ကကြားတကောင်သာဖြစ်ကြောင်းသက်သေပြခဲ့ပြီးပါပြီ။ယူကရိန်းထက်စစ်မြင့်လင်းရင်တွင်အများကြီးပုံများပေမဲ့ကျူးကျော်မှုရဲ့အစောပိုင်းကာလတွေမှာရုရှားဟာလေကြောင်းစုံမှုကိုမရရှိခဲ့ပါဘူး။၂024ခုနှစ်ဖေဖော်ဝါရီလမှာယူကရိန်းကရုရှားလေယာဉ်342စင်းနဲ့ရဟတ်ယာဉ်325စင်းကိုပစ်ချခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီလေယာဉ်အများစုဟာပူတင်ရဲ့အထူးစစ်ဆင်ရေးလို့ဆိုတဲ့ကျူးကျော်စစ်ရဲ့ပထမလအနေငယ်အတွင်းမှာပဲဖြတ်စည်းခံခဲ့ရပါတယ်။ ရုရှားဟာယူကရိန်းရဲ့မြေပြင်မှဝေဟင်ပစ်ဒုံးကျည်ဆမ်တွေကိုဖျက်ဆီးဖို့လည်းမစွမ်းဆောင်နိုင်ခဲ့ပါဘူး။အနောက်မဟာမိတ်တွေကလည်းအစိမ့်မြင့်ဤပညာတွေယူကရိန်းကိုရောက်လာတဲ့အခါပူတင်ဟာသူ့ရဲ့မူလလေကြောင်းစီစဉ်တွေကိုဆွတ်လွှတ်ပြီးစစ်ပွဲရဲ့ရှေ့တန်းနောက်ကနေ short type ပုံတွေကိုယူကရိန်းနဲ့ကိုပစ်လွှတ်ဖို့သူ့ရဲ့လေရင်တွေကိုအသုံးပြုခဲ့ပါတယ်။သူ့ရဲ့လေတပ်မှာအားနည်းမှုတွေရှိနေသလိုလေကြောင်းနဲ့မြေပြင်တပ်ဖွဲ့တွေကြားပူးပေါင်းဆောင်ရွက်မှုမရှိတာတွေနဲ့ပေါင်းလိုက်တဲ့အခါရုရှားရဲ့လေကြောင်းစွမ်းအားဟာစာရွက်ပေါ်မှာမြင်ရသလောက်မဟုတ်တော့ပါဘူး။ ်င်သင်းတဲ့ပြည်ထိုင်တို့ကသူတို့ရဲ့ပူးပေါင်းတပ်ဖွဲ့ကနေတဆင်ဒီအားနည်းချက်တွေကိုအသုံးချဖို့ရည်ရွယ်ပါတယ်။ The Guardian က February 19ရက်နေ့ကစောင်းပါမှာဒီတပ်ဖွဲ့အကြောင်းကိုပို့ပြီးနက်နက်နဲနဲဖော်ပြထားပါတယ်။အဲ့ဒီတပ်ဖွဲ့ရဲ့ဒစိတပိုင်းအနေနဲ့အနောက်အရာရှိတွေကယူကရိန်းကိုစစ်သားသုံးပေါင်းထပ်ပို့ပြီးဆေလွှတ်မှာမဟုတ်ဘူးလို့ပြောပါတယ်။ငင်းငယ်ရေးထိမ့်မဲ့တက်အများစုကလေကြောင်းနဲ့ရေကြောင်းကာဝေးရုပ်ကိုအဓိကထားမှာပါ။ဒါအပြင်မြေပြင်တပ်ဖွဲ့တွေကိုယူကရိန်းရှေ့တန်းမှာဖြန့်ကျက်မှာမဟုတ်တာကြောင့်ပူတင်ကိုစိတ်ကျဉ်နေစေပြီး American Donald Trump ကိုလည်းပျော်ရွှင်နိုင်ပြီမှာပါ။ ဒီအချိန်မှာပြည်တင်ရဲ့ Euro Fighter တိုက်လေယာဉ်တွေဟာအင်အားတသိန်းကနေတသိန်းခွဲအထိရှိတဲ့ဟန်တာရေးတပ်ဖွဲ့တွေမှာနေရာမှာအစားထိုးအဖြစ်လှုပ်ဆောင်ပါပါယူကရိန်းသမ္မတဇယ်လန်စကီကဒီအစည်းအဝေးကိုပြည်တင်စီကနေတောင်းဆိုထားပြီးဖြစ်ပါတယ်ဥရောပတိုက်ရဲ့စစ်တပ်အများစုရဲ့အရွယ်အစားကသိမ်းနေတာကြောင့်ဒီအစည်းအဝေးကဥရောပအတွက်အဆင်ပြေနိုင်တယ်လို့ The Guardian ကဆိုပါတယ်အနည်းဆုံးတော့ရုရှားယူကရိန်းနဲ့အမေရိကန်တို့နဲ့နှိုင်းယှဉ်ရင်ဘယ်သူမှသူတို့ရဲ့စစ်သားအများကြီးကိုဆင်လွတ်ဖို့မတတ်နိုင်ပါဘူးအဲ့လိုသာလွတ်လိုက်ရင်လေသူတို့ကိုသူတို့ကာဝယ်ဖို့လည်းတတ်နိုင်မှာမဟုတ်တော့ပါဘူး ဒါအပြင်အမေရိကန်ကာကွယ်ရေးဝန်ကြီး PD Hat ကယူကရိန်းကိုအမေရိကန်စစ်သားတွေစေလွှတ်မှာမဟုတ်ဘူးလို့ပြောထားပြီးသားပါအဲ့ဒါကအမေရိကန်ရဲ့ပါဝင်ပတ်သက်မှုမရှိဘဲလာမယ့်အပြစ်ခက်ရစဲကြီးကိုဥရောပကကင်တွယ်ဖို့လိုအပ်တယ်ဆိုတော့တွယ်ဝိုက်တဲ့သတင်းစကားပါပဲဒီတိုင်းနဲ့ပြင်သစ်ပူးပေါင်းလိုက်တာကအမေရိကန်ရဲ့အကူအညီကိုစောင့်မျှော်တာထက်အများကြီးပိုများပါတယ်ဒါပေမဲ့ဒါကဖြစ်နိုင်ခြေရှိတဲ့ချင်းကပ်မှုတစ်ခုတတာပဲဖြစ်ပြီးဒီတိုင်းနဲ့ပြင်သစ်တို့ကယူကရိန်းကိုစစ်သားတောင်းတောင်းစေလွှတ်နိုင်ဖို့လည်းလိုအပ်ပါတယ်ပူတင်ကငြင်းဆန်ရင်ဒီတပ်ဖွဲ့ဟာပျက်စီးသွားနိုင်ပါတယ် ဒါဆိုရင်တော့ဘော်တစ်ချင်းကမှုကပိုအဆင်ပြေနိုင်ပါတယ်။ဘော်တစ်နိုင်ငံတွေကနေစင်းချင်းကက်ချင်းယူကရိန်းဘောလေချောင်းကင်းလှဲမှုဘယ်လိုပုံစံဖြစ်လာနိုင်မလဲဆိုတာကိုဖော်ပြထားတဲ့ match လ3ရက်နေ့အစီရင်ခံစာမှာ Defend Express ကဒီတိန်ဟာ Estonia, Lithuania နဲ့ Latvia တို့ရဲ့ဘော်တစ်နိုင်ငံတွေပေါ်ချင်းကက်မှုနဲ့ဆင်တူတဲ့နီလန်ကိုအသုံးပြုနိုင်တယ်လို့အကြံပြုထားပါတယ်။အဲ့ဒီသုံးနိုင်ငံစလုံးဟာဆိုဗီယက်ပြည်ထောင်စုဟောင်းနိုင်ငံတွေဖြစ်ပြီးပူတင်ကယူကရိန်းကိုသိမ်းပိုက်ဖို့အောင်မြင်ရင်သူတို့ဟာနောက်ထပ်ပြစ်မှတ်ထားခဲ့ရမယ့်နိုင်ငံတွေဖြစ်တယ်လို့ယုံကြည်ထားကြပါတယ် Sky News ရဲ့လုံခြုံရေးနဲ့တာဝန်ရေးတုံးသက်သူ Michael Clock ကဒီအမြင်ကိုသဘောတူပုံရပါတယ်။သူကဘော်တစ်နိုင်ငံတွေဟာပူတင်ရဲ့ရည်မှန်းချက်တွေအတွက်တခုဖြစ်တယ်လို့ပြောပါတယ်။ရုရှားကောင်းမဟာအဲ့ဒီသုံးနိုင်ငံစလုံးကိုရုရှားရဲ့ရခင်အင်ပါယာရဲ့ဒစိုက်တပိုင်းဖြစ်တယ်လို့အရင်ကပြောခဲ့ပူးကြောင်းလည်းထောက်ပြထားပါတယ်။ Latvia နဲ့ Estonia တို့ဟာရုရှားနဲ့ denomination ထိစပ်နေတာကြောင့်တိုက်ရိုက်ကြူးကြုံမှုဖြစ်နိုင်ပါတယ်။ Lithuania ကနည်းနည်းပိုကာဝယ်ထားနိုင်ပေမဲ့ရုရှားမဟာမိတ် Belarus နဲ့ denomination ထိစပ်နေပြီးရုရှားနယ်မြေ Kaliningrad နဲ့ အန်ဒီရဲ့ရှိလောက်အောင်နီးကပ်နေပါတယ်။ဘောလ်တစ်ချင်းကမှုအတွက်ကတော့2004ခုနှစ်ကတည်းကနေတိုးလေကြောင်းမစ်ရှင်ကိုအသုံးပြုနေပါတယ်။နေတိုးဖွဲ့ဝင်တွေကလစ်သူယေးနီးယားနဲ့အက်စတိုးနီးယားကိုတိုက်လေရင်တွေဖြန့်ကျက်ထားပြီးအဲ့ဒီနိုင်ငံတွေရဲ့လေကြောင်းနဲ့လေကြောင်းကာကွယ်ရေးစွမ်းရည်အကန့်အသတ်ရှိတာကိုဖြည့်ဆည်းဖို့ယာယီလေတပ်တစ်ခုအဖြစ်ရှိနေပြီးပါတယ်။အဲ့ဒီတိုက်လေရင်တွေဟာဘောလ်တစ်နိုင်ငံတွေရဲ့နယ်နိမိတ်တွေကိုကင်းလှည့်ပြီးပူတင်ကလျှို့ဝှက်ထောင်လှည့်ရေးမစ်ရှင်တွေအတွက်စေလွှတ်ထားတဲ့ရုရှားလေရင်တွေကိုရှာဖွေပေးပါတယ်။တွေ့ရှိပြီးရတဲ့ရုရှားလေရင်တွေကို Baltic ပင်လယ်ပိုင်နက်ကနေထွက်ခွာသေးပါတယ်။ ဒီချင်းကမှုကထိရောက်ပါတယ်။ဥပမာအနေနဲ့ပြောရရင်2024ခုနှစ်စက်တင်ဘာလမှာနေတိုးလေရင်တွေက Baltic ပင်လယ်ကိုဖျက်ကျော်ဖို့ကြိုးစားနေတဲ့ရုရှားလေရင်6ဆင်းကိုတားဆီးခဲ့မှုပါတယ်။အဲ့ဒီ6ဆင်းစလုံးမှာ transponder တွေနဲ့ပြန်တမ်းရေးအစီအစဉ်တွေမပါရှိတာကြောင့်ပူတင်က Baltic နိုင်ငံတွေကိုတရှို့လုဖို့ဆဲလုခဲ့တာဖြစ်တယ်လို့ပြောလို့ရပါတယ်။အဲ့ဒီလေရင်တွေထဲမှာ Sukhoi Su 30 MKI 40နဲ့ Sukhoi Su 35ဒဇင်းပါဝင်ပြီးနောက်ဆုံးလေရင်ကရုရှားရဲ့လက်နက်တိုက်ထဲကအဆင့်မြင့်တိုက်လေရင်တွေကဒဇင်းဖြစ်ပါတယ်။ အဲ့ဒီထိတ်တိုက်တွေးဆမှုအတွင်းမှာတော့လက်ရှာရုရှားလေယာဉ်မှုတွေကရန်လူချင်းမရှိခဲ့ဘူးလို့တာစီယေမရှင်မှာပါဝင်ခဲ့တဲ့ဂျာမန်လေတပ်အရာရှိတွေကပြောပါရယ်အလားတူဖြစ်ရတဲ့ခုကနှစ်လလောက်ကြာမှဖြစ်ပွားခဲ့ပြီးဒီတစ်ချိန်မှာတော့အီတလီလေတပ်ကဘောတစ်ပင်လယ်ပေါ်မှာပြန်တမ်းပြီးနော်ဝေနယ်စပ်နဲ့အန်နီယယ်ရှိလောက်အောင်နီးကပ်နေတဲ့ရုရှားပေါ်တာလေယာဉ်ကိုတားဆီးခဲ့ပါရယ်နေတိုးရဲ့ဆိုရအဲ့ဒီလေယာဉ်တွေဟာနိုင်ငံတကာစံနှုန်းတွေကိုမလိုက်နာခဲ့တာကြောင့်တားဆီးရလာဖြစ်တယ်လို့ဆိုပါရယ်ဒီဘောတစ်မရှင်တွေမှာအန်အားသင့်စရာကောင်းလောက်အောင်လေယာဉ်အနှင်းငယ်သာပါဝင်ပါရယ် defense expert ကဖော်ပြထားပုံအရဆိုရင် Baltic လေကြောင်းရဲတပ်ဖွဲ့စစ်ဆင်ရင်မှာအ ਨੇ စုံတိုက်လေရင်ရှစ်စင်းပါဝင်လေးရှိပြီးနောက်ဆုံးလှည့်မှာ Dutch F35A လေးစင်းနဲ့ပြင်သစ် Rafale လေရင်လေးစင်းပါဝင်တယ်လို့သိရပါတယ်။တခါတလေမှာအရေအတွက်တွေပိုတိုးလာတတ်ပါတယ်။အထူးသဖြင့် NATO ကရုရှားရဲ့ Baltic နိုင်ငံတွေပေါ်ထောက်လန်းရေးကိုတိုးမြင့်မယ်လို့ယုံကြည်ရင်ပါ။ဥပမာအနေနဲ့2023ခုနှစ်နိုဝင်ဘာလ30ရက်နေ့ကနေ2024ခုနှစ် match လတရက်နေ့အတွင်းမှာ Belgium နဲ့ Poland တို့ရဲ့ F16 လေယာဉ်တစ်စီးစီက ပြင်သစ် Marriage 2005၄င်းနဲ့အတူလိုက်ပါပြီး mission ကိုထမ်းဆောင်ခဲ့ပါတယ်။ Ukraine လေပိုင်းထဲမှာကင်းလှည့်ဖို့အတားအဆီးအချို့ Ukraine အတွက်လည်းအလားတူချင်းကပ်မှုမျိုးကအလုပ်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ပြဿနာတွေတော့ရှိနိုင်ပါတယ်။ Ukraine စစ်ပွဲရဲ့ရှေ့တန်းကမိုင်း900လောက်ထိရှည်လျားတာကြောင့် Baltic ပုံစံလေကြောင်းတပ်ဖွဲ့ချင်းကပ်မှုအတွက်လေရင်ရှစ်စင်းကနေဆက်နက်စင်းထပ်ပို့ပြီးသုံးဖို့လိုအပ်ပါလိမ့်မယ်။ဒီနေရာမှာ Crimea နဲ့ပင်လယ်နက်ကိုလည်းမမေ့သင့်ပါဘူး။အဲဒီနှစ်ခုစလုံးက Ukraine ကိုဝန်ရောက်နိုင်တဲ့လမ်းကြောင်းတွေဖြစ်တာကြောင့်အဲဒီနေရာတွေကိုလည်းကင်းလှည့်ဖို့လိုအပ်ပါလိမ့်မယ်။ ပြည်တိုင်းကဒါကိုတယောက်တည်းမလုပ်နိုင်ပါဘူး။ဒါကြောင့်ပြင်သစ်နဲ့ပူးပေါင်းလှုပ်ဆောင်နေတာပါ။နှစ်နိုင်ငံစလုံးကစီစဉ်နေတဲ့အာမခံတပ်ဖွဲ့ကယူကရိန်းရဲ့မိုးကောင်းကင်ကိုကင်းလှည့်ဖို့တနိုင်ငံစီကလေရင်တစ်သာဆင်လောက်ပံ့ပိုးပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒါကပူတင်ပြဿနာကိုမဖြေရှင်းနိုင်ပါဘူး။ရုရှားကောင်းဆောင်ကဘလူနေတိုးတပ်ဖွဲ့မျိုးကယူကရိန်းစစ်မြေပြင်မှာမထားစေချင်ပါဘူး။ယူကရိန်းမိုးကောင်းကင်ကိုစကန်ဖတ်နေတဲ့နေတိုးမဟာမိတ်လေရင်တွေရှိနေခြင်းကိုလည်းသူကပေါ့ပေါ့တန်တန်သဘောထားမှာမဟုတ်ပါဘူး။ဒါကပြည်တယ်ရဲ့လေကြောင်းတပ်ဖွဲ့အတွက်ဖြစ်နိုင်ခြေရှိတဲ့တတိယချင်းကပ်မှုကိုဥတီသွားစေပါတယ်။ ဲ့ဒါကဘာလဲဆိုတော့ပိုလန်မှာယူရိုဖိုက်တာတွေတက်ဆွဲထားခြင်းပါပိုလန်နဲ့ပြည်ထိုင်တို့ဟာ NATO မဟာမိတ်တွေဖြစ်တာကြောင့်ဒါကိုလှုပ်ဖို့လွယ်ကူမှာပါပူတင်ကြောင့်ဘောလ်တစ်နိုင်ငံတွေလိုပဲချင်းချောက်ခံရတယ်လို့ခံစားရတာကြောင့်ပိုလန်ကလည်းပြည်ထိုင်နဲ့ပုံမနှစ်ဆိုင်နဲ့ပူးပေါင်းဆောင်ရွက်မှုကိုကြိုဆိုမှာပါ2024ခုနှစ်နိုဝင်ဘာလမှာပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တက်စ်ကရုရှားရဲ့ရန်လုံမှုကြောင့်ဖြစ်ပေါ်လာတဲ့ကမ္ဘာစစ်အန္တရာယ်ဟာအလေးနက်ထားစရာနဲ့တကယ်အန္တရာယ်ဖြစ်တယ်လို့ပြောခဲ့ပါတယ်ပိုလန်ကလည်းရုရှားနယ်မြေကာလင်နင်ဂရတ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတာကြောင့် ရုရှားကသူ့ရဲ့နေဆက်အနီးမှာတပ်ဖွဲ့တွေစုစည်းတာကိုတားဆီးဖို့အကြိုးရှိနေနိုင်ပါတယ်။ဒါပေမဲ့ပိုလန်ကယူကရိန်းမဟုတ်ပါဘူး။အကွာအဝေးကပြဿနာဖြစ်ပါလိမ့်မယ်။ပိုလန်မှာတက်ဆွဲထားတဲ့ဒိတိရှယူရိုဖိုက်တာတစင်းကတိုက်ပွဲတွေဖြစ်ပွားနေတဲ့ KF ကိုရောက်ဖို့မိုင်600ကျော်ပြန်တန်းရပါလိမ့်မယ်။စန့်ကျင်ဘက်အနေနဲ့အက်စတိုနီးယားမှာတက်ဆွဲထားတဲ့နေတူးလေကြောင်းတပ်ဖွဲ့ကရုရှားနယ်စပ်ကိုရောက်ဖို့မိုင်124မိုင်ပဲပြန်တန်းရပြီးလီတူရေးနီးယားရဲ့ရှော့လိုက်လေတက်အခြေစိုက်စခန်းမှာရှိတဲ့တပ်ဖွဲ့တွေကကာလင်နင်ဂရက်ကိုရောက်ဖို့62မိုင်ပဲပြန်တန်းရပါတယ်။ ဒီပြန်တိုင်းတွေတော်တော်လေးတွေကဘော်တစ်လေးချောင်းတက်ဖွဲ့ကလာမဲ့ရုရှားရဲ့ချင်းချောင်းမှုတွေကိုမြန်မြန်တုံ့ပြန်နိုင်တယ်ဆိုတာကိုဆိုလိုပါတယ်။ယူကရိန်းကိုထောက်ပံ့ဖို့ဖန်တီးပေးထားတဲ့အလားတူတက်ဖွဲ့အတွက်ကတော့အဲ့ဒီလိုဖြစ်မှာမဟုတ်ပါဘူး။ဂျီတန်ရဲ့ယူရိုဖိုက်တာတွေကိုပိုလန်မှာတက်ဆွဲထားရင်အဲ့ဒီလေရင်တွေကမိုင်600ခရီးကိုပြီးဆုံးတဲ့အချိန်မှာပူတင်ကသူလှုပ်ချင်တာကိုလှုပ်ပြီးသွားတဲ့အနေအထားမျိုးဖြစ်နေမှာပါ။ဒါကြောင့် Eurofighter တွေကိုပိုလန်မှာတက်ဆွဲတာကတိတ်ပြီးအကျိုးသက်ရောက်မှုမရှိသလိုဖြစ်နေပါလေ။ Ukraine ကိုကာဝယ်ပေးတာထက် ပိုလန်နဲ့ဘောလ်တစ်နိုင်ငံတွေကိုပိုကာဝယ်ပေးသလိုဖြစ်နေပါလိမ့်မယ်။ဒါအပြင်ရုရှားနဲ့တိုက်ပွဲမှာမပါဝင်တဲ့နိုင်ငံတခုကိုဂျီတိန်ကယူရိုဖိုက်တာတွေဖျက်ချတာကပူတင်ကိုစစ်မှုတဲ့လက္ခဏာတခုလို့ဖြစ်နေနိုင်ပါတယ်။ရုရှားကောင်းမောင်ကယူကရိန်းမှာနေတိုးမဟာမိတ်လေရင်တွေကိုမလိုချင်ပါဘူး။သူကအဲ့ဒါတွေကိုခွင့်ပြုမှာမဟုတ်ပါဘူး။ဒါကြောင့်ပိုလန်လမ်းကြောင်းကိုရွေးချယ်အပ်ထက်ဆိုင်ရင်လေရင်တွေကိုယူကရိန်းရဲ့နယ်မြေမှာဖျက်ချတာကယူကရိန်းအတွက်ပိုကောင်းသလိုတောင်ဖြစ်နေပါတယ်။ယူရိုတိုင်ဖုန်းတွေရဲ့စွမ်းဆောင်ရေးဂျီတိန်ကယူကရိန်းကိုစေလွတ်ဖို့စီစဉ်ထားတဲ့လေရင်တွေကဘလောက်တောင်ကောင်းသလဲ။ Eurofighter Typhoon T1 က2002ခုနှစ်ဧပြီလမှာပထမဆုံးပြန်သန်းခဲ့တဲ့ဗတ်ဆောင်သုံးတိုက်ခိုက်ရေးလေယာဉ်တစ်မျိုးဖြစ်ပြီးရုရှားလေတံမှာရှိတဲ့လေယာဉ်အများစုနဲ့ရှင်ရင်ပိုကောင်းလောက်အောင်ခင်မိပါတယ်။ EJ200 Turbo Turbopan Engine နှလုံးနဲ့မောင်းနှင်ပြီးတစ်လုံးစီကအားဖြည့်စနစ်နဲ့တွန်းအားပေါင်2ပေါင်အထိထုတ်ပေးနိုင်ပြီးဝင်အပြည့်တင်ဆောင်ထားရင်ပေါင်4600အထိလေးပါတယ်။လေယာဉ်က Mach 1.8အထိအမြန်နှုန်းနဲ့ပြန်သန်းနိုင်ပြီးအမြင့်ဘေး9500အထိရောက်နိုင်ပါတယ်။အတွင်းပိုင်းမှာလည်းလေကြောင်းပစ်မှတ်တွေကိုအတွင်းပိုင်းဖြစ်အောင် အပိုင်းပိုင်းဖြစ်အောင်ဖြည့်ဆည်းနိုင်တဲ့28မီလီမီတာမော်ဇာအမြောက်အပါဝင်အားကောင်းတဲ့လက်နက်တွေကိုတက်ဆင်ထားပါတယ်။ Eurofighter မှာ ASRAM A120 AMAM နဲ့ Meteor လေကြောင်းကလေကြောင်းပစ်ဒုံးကြီးတွေတက်ဆင်ထားတာကြောင့်ရုရှားလေယာဉ်တွေအတွက်ထိတ်လန့်စရာချိန်ချောက်မှုတစ်ခုဖြစ်နိုင်ပါတယ်။ဒါ့အပြင်တာဝဲပစ် Storsham တို့ဒုံးကြီးတွေကိုလည်းပြစ်ခတ်နိုင်ပါတယ်။အဲ့ဒါကဒီတိန်ကယူကရိန်းစီကိုပို့ပေးခဲ့ပြီးအခုရုရှားကိုသူ့ရဲ့နယ်မြေမှာတိုက်ခိုက်ဖို့အသုံးပြုနေတဲ့တာဝဲပစ်ဒုံးကြီးတွေဖြစ်ပါတယ်။ ဒါအပြင် pave way 2နဲ့ pave way 4တိကျတဲ့ဘုံတွေကိုထည့်လိုက်ရင်မြေပြင်နဲ့ပင်လယ်ပြင်မှာရှိတဲ့ပြစ်မှတ်တွေကိုဖျက်ဆီးနိုင်ပြီးလေရင်တွေကိုလည်းတိုက်ခိုက်နိုင်တဲ့လေရင်ဒစင်းဖြစ်လာမှာပါလေရင်ကိုပြည်တိန်ဂျာမန်စပိန်နဲ့အီတလီလေတပ်တွေမှအသုံးပြုပြီး Saudi Arabia, Oman, Qatar, Kuwait နဲ့ Austria တို့ကလည်းဒီလေရင်တွေကိုထိန်းသိမ်းထားပါတယ်အဲ့ဒါကယူကရိန်းအတွက်နောက်ထပ်ကောင်းတဲ့လက္ခဏာတစ်ခုပါနိုင်ငံအများပြားကဒီလေရင်တွေကိုအသုံးပြုတာကသူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကအထင်ကြီးစရာကောင်းကြောင်းကိုညွှန်ပြနေလိုပဲဖြစ်ပါတယ် ယူကရိန်းပေါ်လည်းဒီယူရိုဖိုက်တာတွေဖြန့်ကျက်ခဲ့ရင်ရုရှားကဒါကိုချိမ့်ချောက်မှုတစ်ခုမြင်မှာသိကြပါဗျ။နောက်ဆုံးအနေနဲ့ကတော့ယူရိုဖိုက်တာမှာအကွာအဝေးကအထင်ကြီးစရာကောင်းပါတယ်။မိုင်1800အထိလေထဲမှာရှိနေနိုင်တာကြောင့်ပိုလန်ကနေ KF ထိပြန်တန်းတာကိုလွယ်လွယ်လေးလုပ်လို့ရပြီးအခြေစိုက်စခန်းကိုပြန်ဖို့လောင်စာတိလည်းလုံလောက်ပါတယ်။ဒီတိန်ရဲ့ထိမ့်ညှိခြင်း policy ဒီတိန်ကဘာကြောင့်အခုလိုအစီအစဉ်ကိုစီစဉ်နေရတာလဲ။အကြောင်းပြချက်ရဲ့ဒီစိတ်ပိုင်းကယူကရိန်းမှာမြေပြင်ခြေပြုတ်ငြိမ်းချမ်းရေးထိမ့်သိမ်းတပ်ဖွဲ့အတွက် လောက်လောက်တဲ့တပ်ဖွဲ့တွေပံ့ပိုးမပေးနိုင်ပါဘူးပြည်တိုင်ကစိုးရိမ်နေတာကြောင့်ပါဖေဖော်ဝါရီလ16ရက်နေ့ကပြည်တိုင်ဝန်ကြီးချုပ်ကီယာစတာမာကယူကရိန်းမှာမြေပြင်တပ်ဖွဲ့တွေဆေးလုပ်ဖို့အဆင်သင့်ဖြစ်နေတယ်ဆိုတဲ့ပြောဆိုချက်တွေရှိပေမဲ့အဲ့ဒီလိုလုပ်တာကပြည်တိုင်စစ်တပ်အတွက်ထိခိုက်မှုဖြစ်စေပါလိမ့်မယ်2006ခုနှစ်ကနေ2009ခုနှစ်အထိဗြိတိရှ်စစ်တပ်အကြီးအကဲဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့လော့ဒန်နက်ကို BBC ကမေးမြန်းထားတာကိုအခြေခံပြီးပြောပြရရင်ဗြိတိန်ကငြိမ်းချမ်းရေးထိန်းသိမ်းရေးမရှင်ရဲ့တစိုက်တစ်ပိုင်းအနေနဲ့ယူကရိန်းကိုလှည့်ကြစစ်သား3000ဆေးထုတ်ဖို့လိုအပ်တယ်လို့သိရပါတယ် အဲ့ဒါကအင်အားအကန့်အသတ်နဲ့သာရှိတဲ့စစ်တပ်အတွက်ပြဿနာတစ်ခုပါ။ဒဏ်နဲ့ကဒီတိုင်ကအဲ့ဒီမရှင်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့သူ့ရဲ့အရန်တပ်ဖွဲ့ဝင်၉သိန်း၂ပေါင်၄တောင်လေးကတချို့ကိုစုစည်းရမယ်လို့ပြောပါတယ်။ဒါအပြင်စတာမာကဒီတိုင်ကသူ့ GDP ရဲ့2.5ရာခိုင်နှုန်းကိုအနာဂတ်မှာစစ်တပ်အတွက်အသုံးပြုမယ်လို့ပြောပေမဲ့အဲ့ဒါကလုံလောက်မှာမဟုတ်ပါဘူး။နှစ်ပေါင်းများစွာ short သုံးဆမှုကြောင့်ဒီတိုင်စစ်တပ်မှာလိုအပ်နေတဲ့အားအနေချက်တွေကိုဖြည့်တင်းရုံလောက်သာဖြစ်မှာပါ။ယူကရိန်းကို Eurofighter လေးတွေဆီလွတ်တာက လူဝင်အားဆိုင်ရာခြုံရေးချက်တွေကိုကြော့ပါစီပါလိမ့်မယ်။ပြည်တွင်ကမြေပြင်တပ်ဖွဲ့တွေစေလွတ်မဲ့အစားသူ့ရဲ့တူလောင်ရုံထဲမှာရှိတဲ့လေရင်1389ဆင်းတဲ့ကအချို့ကိုယူကရိန်းအတွက်တီးတန့်ထားပြီးလေကြောင်းတပ်ဖွဲ့ဖြစ်လှုပ်ဆောင်တာကအနာဂတ်ရုရှားရဲ့ရန်လုံမှုအတွက်ကြိုတင်သတိပေးစနစ်ဖြစ်လှုပ်ဆောင်ပေးပါလိမ့်မယ်။အမေရိကန်ရဲ့အခန်းကဏ္ဍပြည်တွင်ရဲ့စီစဉ်မှာအမေရိကန်ရဲ့အခန်းကဏ္ဍကိုလည်းလှစ်လူရှုလို့မရပါဘူး။ပြည်တွင်ရဲ့ Eurofighter စီစဉ်ပေါ်ပေါက်လာချိန်မှာစတာမာကအင်ဘီရိုမာထရပ်နဲ့တွေ့ဆုံဖို့ပြင်ဆင်နေပါတယ်။အဲ့ဒီအစည်းအဝေးကဇယ်လန်စကီးကို ထရမ့်ကပြင်းပြင်းထန်ထန်ဝေဖန်ပြီးတဲ့နောက်မှာဖြစ်ပေါ်လာတာပါအဲ့ဒီမှာထရမ့်ကယူကရိန်းကောင်းမှာဟာအာဏာရှင်တအူးဖြစ်တယ်လို့ဝေဖန်ခဲ့တာဖြစ်ပါတယ်အဲ့ဒီအစည်းအဝေးမတိုင်ခင်မှာစတာမာကယူကရိန်းရဲ့လုံခြုံရေးအတွက်ဥရောပစစ်ရေးပံ့ပိုးမှုမှန်သမျှကိုသူကအမေရိကန်အထောက်ပံ့နဲ့သာပြီးမြောက်နိုင်တယ်လို့ပြောခဲ့ပါတယ်ပြီးတော့စတာမာကအမေရိကန်ရဲ့လုံခြုံရေးအာမခံချက်ကရုရှားရဲ့နောက်ထပ်တိုက်ခိုက်မှုကိုဟန့်တားဖို့အထူးရောက်ဆုံးနီလန်းတစ်ခုသာဖြစ်တယ်လို့ထပ်ပြောခဲ့ပါတယ်ဗြိတိရှားကချိန်ငွေရှာညှိတဲ့ဂိမ်းတစ်ခုကိုကစားဖို့ကြိုးစားနေတာဖြစ်ပါတယ် တစ်ဖက်မှာစတာမာကအမေရိကန်နဲ့ပြည်တိုင်ကြမှာရှိနေတဲ့အထူးဆက်ဆံရေးလို့ခေါ်တဲ့အရာကိုပြန်လည်အားဖြည့်နေတာဖြစ်ပါတယ်။သူကအမေရိကန်ရဲ့ခံမှန်းရခတ်တဲ့ခေါင်းဆောင်ကိုချော့မိဖို့ကြိုးစားနေပြီးယူကရိန်းမှာဇလန်စကီးကိုထောက်ပံ့တာကမှန်ကန်တဲ့အရာဖြစ်တယ်လို့ယုံကြည်အောင်လှုပ်ဆောင်နေပါတယ်။နောက်တစ်ဖက်မှာသူကထရမ့်ရဲ့ပြောဆိုချက်တွေကဘလို့ပဲဖြစ်ဖြစ်ပြည်တိုင်ကယူကရိန်းကိုထောက်ပံ့မယ်ဆိုတာကိုပြပနေပါတယ်။ဥရောပကြံနိုင်ငံတွေရဲ့သဘောထားကလည်းအလားတူပါပဲ။ထရမ့်နဲ့ဇလန်စကီးတို့ရဲ့ရှုပ်ထွေးတဲ့အစည်းအဝေးပြီးမှဥရောပသမဂ္ဂနိုင်ငံသားရေးဝန်ကြီးကာယာကာလက်စ်က ဒီစိန်ခေါ်မှုကိုကင်တွယ်ဖို့ဥရောပသားတွေဖြစ်တဲ့ကျွန်တော်တို့အပေါ်မှာမူတည်ပါတယ်လို့ပြောခဲ့ပါတယ်။ဒီတိန်ကသူ့ရဲ့ Eurofighter ဖြန့်ကျက်မှုနဲ့အလားတူချိန်ဝေရှာညရဲ့လောက်ရက်ကိုလှုပ်ဆောင်ဖို့ရည်ရွယ်ထားပုံရပါတယ်။သူကမြေပြင်မှာစစ်သားအများကြီးကိုငိမ့်ငိမ့်ရေးထိမ့်သိမ့်တပ်ဖွဲ့မှုတပ်ဖွဲ့အတွက်တီးတန့်ထားကြမလို့ပဲထိရောက်တဲ့ထောက်ပံ့မှုကိုဇယ်လန်စကီးကိုပေးနိုင်ဖို့ကြိုးစားနေပါတယ်။ဒါအပြင် Eurofighter တွေကိုပူးပေါင်းတပ်ဖွဲ့ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ဖြန့်ကျက်ရင် Starmer ကယူကရိန်းလိုအပ်တဲ့လုံခြုံရေးအာမခံချက်တွေအတွက်တာဝန်ယူဖို့ဒီတိန်အဆင့်အတွင်းဖြစ်နေကြောင်း Trump ကိုပြသလိုခြင်းလည်းဖြစ်ပါတယ်။ ဒါကထရမ့်ကဇလန်စကီရှိမှာရုရှားကိုမျက်နှာသာပေးတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကိုညှိနှိုင်းတာကိုတားဆီးနိုင်မယ်လို့မျှော်လင့်ပါတယ်။အဲဒီအချက်ကိုအလေးပေးဖို့စတာမာကထရမ့်နဲ့တွေ့ဆုံတဲ့မှာဗြိတိန်ရဲ့ဆန္ဒကိုပြောကြားခဲ့ပါတယ်။သူကအမေရိကန်သမ္မတကိုဗြိတိန်ကခိုင်မာပြီးတရားမျှတရဲ့ဖြည့်ရှင်းချက်ကိုရှာဖွေဖို့သာပါဝင်လိုကြောင်းပြောခဲ့ပါတယ်။စတာမာရဲ့ဆိုအရတရားမျှတရဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကိုထောက်ပံ့ဖို့ဆိုရင်ဗြိတိန်နဲ့သူ့ရဲ့မဟာမိတ်တွေကအတူတကွလှုပ်ဆောင်မှသာတည်နှံမှာပါ။ဗြိတိန်ကသူ့ရဲ့ Eurofighter ဖြန့်ကျက်မှုနဲ့ အဲ့ဒါကိုလှုပ်ဆောင်ဖို့ရည်ရွယ်ထားပါတယ်။ဒါနဲ့ပရိသတ်ကြီးအနေနဲ့ဒီတိုင်ကသူ့ရဲ့ Euro Fighter တွေယူကရိန်းကိုတကယ်ပဲပို့နိုင်မယ်လို့ထင်ပါသလား။ပို့နိုင်မယ်ဆိုရင်ဘယ်နှစင်းလောက်ပို့မှာလဲ။အမေရိကန်ကအဲ့ဒီလှုပ်ဆောင်မှုကိုထောက်ခံမှာလား။တခြားဥရောပနိုင်ငံတွေထဲမှာဘယ်နိုင်ငံတွေကရောပါဝင်လာအောင်မှာလဲ။ပရိသတ်ကြီးရဲ့ထင်မြင်ယူဆချက်ကိုလည်းရေးပေးခဲ့ပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။